်မိခွက်ကြီးကြေးရွာအမ်းမြို့နယ်မှာကြေးရွာလေးတစ်ရွာပဲဖြစ်ပါတယ်အင်ဂျီ60ခန်းရှိပြီးဒေသခံရခိုင်လူမျိုးများနဲ့ချင်းလူမျိုးများစုပေါင်းနေထိုင်ခဲ့တဲ့ရွာလေးတစ်ရွာလေးဖြစ်ပါတယ်။ရွာတောင်ကုန်းပေါ်တွင်ဇေဒီတော်တစုရှိပြီးတော့တရွာလုံးအားကိုးရာဖုန်ကြီးကျောင်းတည်ရှိပါတယ်။ မိုးရာသီတွင်လေယာဉ်လုံငန်းလုပ်ကင်ကြပြီးစောင်းရာသီစဘာသိမ့်ပြီးချိန်မှာတော့ရွာသားများမှတခြားလုပ်ဆရာအလုပ်ပါသွားပြီးအားလန်နေကြပါတယ်။လူငယ်များမှလည်းတခြားနယ်များတို့အလဲအပတ်သွားသူတို့တခြားရများတို့အပြိုလဲ့ရန်သွားသူများပွဲလန်းသပင်များသွားသူများဖြင့်မိုးမကြမီကာလာလူငယ်တဘာဝပျော်ပါနေကြပါတယ်။မိုးအောင်မိုးအောင်ဘာလဲကွာစောလင်ညကြရင်လက်ပံကုန်းကငါ့ကောင်မလေးစီကိုသွားမလို့လိုက်ခဲ့ပြီးပါလား။ဟာအဝေးကြီးပဲကွာမင်းဟာကလည်းနင်းနေနော်နော်ခကြီးလား။ လိုက်ခဲ့ပါကွာငါမှအောက်ကူစရာတငယ်ချင်းဆိုလို့မင်းပဲရှိတာပါအဲ့ဒါတော့ရှောက်ရမယ်ခကြီးဒီအတိုင်းတော့မရဘူးခဲ့ကောင်အေးပါကွာငါစီစဉ်ပေးပါမယ်မင်းသာညက်နေရေမိုးချိုးအစင်းနဲ့ဆောက်ပြီးတော့ပြင်ထားဟုတ်ပြီလားငါလာခုံမယ် ဇော်လင်းဆိုသောကာလာသားလူငယ်လေးကတငယ်ချင်းဖြစ်သူမိုးအောင်အားသူ့ချစ်သူနှင့်ချင်းတွင်းမိအရေးအတွက်အကူအညီတောင်းနေခြင်းပဲဖြစ်တယ်။လက်ပံကုန်းဆိုတာကသူတို့ရွာမှာဆိုရင်တော့ခြေလျင်၃နာရီလောက်ရှောက်ရမည့်အကြောင်းမို့မိုးအောင်ရင်ကိုချော့ခေါ်နေခြင်းပဲဖြစ်တယ်။ညနေဆောင်၅နာရီခန့်တွင်နှစ်ဦးသားဝေကောင်းဆလာများကိုဝတ်ပြီးတော့ရွာတော်လမ်းမှတဆင့်လက်ပံကုန်းရွာကိုထွက်လာခဲ့ကြတယ်။တောင်များသောအရဲမှုတရားနဲ့တရားဆက်သွယ်ရေးလမ်းများမှတော်လမ်းများမှအစဉ်ပြေသလိုသွားလာရင်လမ်းကြောင်းတွင်နေခြင်းမျိုးပဲဖြစ်တယ်။ညရာဒီကာလမှတစ် င်ကြီးများမှရွဟောင်းကျည်ရဲ့ရွက်သက်များဝေလျက်တောမီလောင်ထားခြင်းကြောင့်တောအောက်ချီများရှင်းလင်းလျက်ပဲရှိတယ်။အဲ့တော့အဝေးကြီးကကောင်မလေးနဲ့ဘယ်လိုကြိုက်သွားတာလဲကွာ။ငါ့ကိုတော့မပြောဘူးရှို့ထားတယ်။စောင်းတော့ကလေသူတို့ရွာကိုကောက်ရဲ့အင်္ဂါတော်တော်ကြိုက်ခဲ့ကြတာကွာ။မပြောပြတာကတော့ငါရွာရောက်တာတလားတော့မပြေသေးဘူးလေ။မင်းနဲ့လည်းတေချာမှမဆုံပြသေးလို့ပါ။အဲ့ဒါအရေးမကြီးပါဘူး။ငါပြောထားတဲ့ဒါလေးကလက်ပံကုံရွာမှာည7:00နာရီထိဖွင့်နေဆိုင်ရှိပြီ။အဲ့ကြမှာပဲတောက်ကြတာပေါ့ကွာ။ လက်မကိုပဇဏကွေးပြတော်မိုးအောင်ကြောင့်ဇော်လင်းကလည်းရေမောကရှင်းပြရင်ဖြစ်လတတာဖြင့်နှစ်ယောက်သားစနောက်၍ရှောက်လာကြရာရှစ်နာရီခန့်ကြာကြာတွင်တော့လက်ပံကုန်းရွာထိပ်သို့ရောက်လာခဲ့ပါတော့တယ်မိုးကခူမအရက်ဆိုင်မင်းတောက်ပြီးတော့စောင့်နေငါတိတ်မကြဘူးပြန်လာမယ်မိုးအောင်လက်တွင်မှပက်ဆက်များကိုထိုးပေးပြီးတော့စီမီအောင်ထိန်ထိန်လူစုစုရှိနေတဲ့အရက်ဆိုင်ဖွင့်ထားရာတဲတလုံးကြီးစီကိုညွန်ပြ၍ဇော်လင်းတယောက်ရွာထဲဝင်သွားရာမိုးအောင်လည်းမြေဆိုင်အရက်ဆိုင်လေးအတွင်သို့ဝင်၍အရက်တစ်ပိုင်းမှာ၍တောက်သည်ဇော်လင်းကိုစောင့်ဆိုင်နေပါတော့တယ် မိုးအောင်ရတပိုင်းကုန်ချိန်ရောက်တော့လေဇော်လင်းတယောက်ကပြန်မလာသေးတာကြောင့်မိုးအောင်တယောက်ထဲစိုင်ထဲတွင်ဒီတိုင်းထိုင်၍မကောင်းတာကြောင့်နောက်တစ်ပိုင်းမှပြီးတော့အချိန်ဆွဲတောက်နေပြန်မာတော့တယ်။စိုင်မှာတစားတစားဖြင့်လူများပါလာပြီးတော့တောက်သုံးသူဟူ၍မိုးအောင်တယောက်သာရှိတယ်တော့တယ်။ကောင်းလေမပြန်သေးဘူးလား။စိုင်ပိတ်တော့မယ်နော်။ဟုတ်ကဲ့ဦးလေကျွန်တော်ကိုပါစယ်နှလုံးပေးပါ။ကျွန်တော်ဟိုနားလေးမှာပဲနေလို့ရမလား။တငယ်ချင်းတယောက်ကိုစောင့်နေလို့ပါ။အော်အေးအေးလူမျိုးတော့လှဲ့တာလား။ ကြာတတ်ပါတယ်ရတယ်ရတယ်ခိုင်ကုံတလုံးယူသွားပြန်မှဆိုင်ရှိမှချထားခဲ့ပေါ့ကျေးဇူးပါဦးလေးအရဖိုးကြမ်းတဲ့ငွေများကိုပေးချေပြီးဆိုင်ရှင်ဦးလေးကြီးကနားလည်မှုရှိစွာနဲ့ပေးလိုက်တဲ့ခုံကိုယူပြီးတော့မိုးအောင်တရားဆိုင်ရှိခလန်းလန်းလာရအောင်အောက်တွင်ထိုင်ရင်းဇော်လင်းကိုစိတ်အတွင်ကျိန်ဆဲလျက်ရှိတော့တယ်နောက်ထပ်나ယူဝက်ကျော်ခန့်စောင့်ဆိုင်ပြီးတဲ့အခါမှာတော့ဇော်လေးတယောက်ပြန်လာရင်ဆက်ဖြီးဖြီးဟေးဟေးစောင့်နေရတာကြာသွားပြီလားတကင်းချစ်မင်းကွာငါဆဲလိုက်ရရင်တော့ ရက်ဆိုင်ပိန်းလို့ဒီမှာထိုင်ဆောင်နေရတာနိုင်ဝက်လောက်ကိုရှိပြီဘာတွေလုပ်နေလို့တလောက်တောင်ကြားနေဘာမှမဟုတ်ပါဘူးကွာသူတို့အိမ်မော်ပါပဲဒီအတိုင်းယူရသားသားထိုင်ပြီးစကားပြောနေရင်လည်းစကားမပြတ်နိုင်ဖြစ်နေတာပါကွာငါတောင်းမှန်ပါတယ်ကွာရပါတယ်ကွာထားလိုက်ပါတော့ရော့ကက်လိုက်အောင်မင်းရောတောက်လေဖားမနေနဲ့ဟေကောင်မင်းကိုဆောင်းရင်းနဲ့တောက်တာတလုံးကုန်ပြီငါမူးကျင်နေပြီငယ်တငယ်ချင်းများပြီပြီမိုးအောင်မှာကြာရှည်စိတ်မဆိုးနိုင်ပဲဇော်လင်းအားသူ့ဝယ်ထားတဲ့အရက်ထဲမှာတလုံးကိုထိုးပေးလိုက်ရာဇော်လင်းလည်းအမီးမပါရေမရောပဲတခါတည်းမော့က နှစ်ယောက်သားလာယောင်လင်းနဲ့ရွာပြန်လာခဲ့တော့တယ်။တွာလာနေကြလမ်းဖြစ်တဲ့အပြင်လာယောင်ကလည်းနေဘက်နဲ့မချားလင်းထိန်နေတာကြောင့်အရဲတောက်လိုက်တခြင်းများကိုအော်ဆူလိုက်ဖြင့်နှစ်ယောက်သားရွာပြန်လာခဲ့ကြပါတော့တယ်။လပန်ကုန်းရွာလေးမှာထွက်ပြီးတနအိခန့်အကြံမှာတော့လမ်းတနေရာတွင်ခဏနားကြရင်ဝယ်လာတဲ့အရင်များအကုန်တောက်လိုက်ကြရာနှစ်ယောက်လုံးမူးရကုန်ကြတော့တယ်။မိုးအောင်မှာဆိုင်တွင် တောက်လာသေးသည်မိုးလမ်းလျှောက်ရင်တိုင်းဝက်ကနေနေတော့တယ်။အာလေးရှာလေးတန်းဖြစ်ဇော်လင်းဟဲ့အောင်ဇော်လင်း လမ်းမလျှောက်ရှင်တော့ဘူးကွာနီးစက်ရတဏျေရမှာအိတ်ကြရအောင်အေးပြန်မခီးကလည်းဝေးသေးတာတဏျာဝင်အိတ်ပြီးတော့မနဲ့မှထပြန်ကြတာပေါ့မိုးအောင်စိုးကိုဇော်လင်းကလည်းထောက်ခံရင်းနဲ့ဘေးဘီကိုဝဲကြည့်ရင်းနဲ့တိုင်းခွက်နင်းကရှောက်လာလဲတော့လေနှစ်ယောက်သားမိုးရင်နေတာကြောင့်သူတို့ရွာသွားတဲ့လမ်းမဟုတ်ဖဲတခြားသောလမ်းခွက်တစ်ခုကိုရှောက်နေမိမှန်းနှစ်ယောက်သားကမသိကြပါဘူးဟဲ့ကောင်မိုးကဟိုမှာအဆောက်အဦးတစ်ခုတွေ့လားလူနေလားတော့မသိဘူးကွာလာကွာ ။နေလေတညလောက်ခွန်တောင်းပြီးတော့အိတ်ကြမယ်ကွာ။လမ်းမေးခလန်းလန်းတွင်အုတ်တိုင်တစ်ခုကိုဇော်လင်းကအရင်လှမ်းတွေ့တာကြောင့်မိုးအောင်ကိုပြရင်နဲ့နှစ်ယောက်သားအုတ်တိုက်စီရှောက်သွားလေကြတော့တယ်။အနည်းရောက်တော့မှနွယ်ပင်တချို့အုတ်နိုင်ရန်ပေါ်တွင်တွေ့ကပ်နေတဲ့အုတ်တိုက်ပြက်တစ်ခုမှန်းကိုတိလိုက်ရတော့တယ်။လူမရှိဘူးထင်နဲ့အထဲဝင်အိတ်မယ်ကွာ။ဒါလောက်ပြက်နေတာဘယ်ကလူရှိမှလဲကွာ။နှစ်ယောက်သားတကားမရှိတဲ့ဝင်ပေါက်ရှိမှရက်ပြီးတော့အပြန်လန်ပြောဆိုနေကြခြင်းတွင်ချောင်းဟန်တန်ခအုပ်အုပ်ပြူးပြီးအုတ်တိုက်ပြက်အတွင်မှလူရိတ်တစ်ခုကလှမ်းထွက်လာသည်ကိုတွေ့လိုက်တာကြောင့်နှစ်ယောက်သားကြောင်သွားလီတော့တယ် ဖုံ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 ကြီးပဲဇော်လေဒါဖုံကြီးကြောင့်ထင်နေဖုံကြီးတွေ့မှာတော့ဖုံကြီးပေါ့ကွာတစုံတိတ်စားလမ်းရောင်ကျနေတဲ့နေရကအုတ်တိုက်ပြဲဝင်ပေါက်တွင်ဖုံကြီးတစ်ပါးထွက်လာရရင်သူတို့ဘက်ကမျက်နှာမူ၍ငြိမ်သက်စွာပြေရှိနေလို့လေမျက်နှာကိုတဲခွဲစာမမြင်ရတာကြောင့်ရုပ်ရည်အသက်အရွယ်ကိုတော့ခံမှန်းလို့မရကြဘူးရင်းတို့နေရမှာဇော်လင်းကလည်းလက်အုပ်ချီလိုက်ရင်းနဲ့အရှင်ဘုရားဘုရားတပည့်တော်တို့ဒီမှာတ냐အလောက်ညဤတဲခွန်ချင်ပါတယ်ဘုရားအင်းဝင်ခဲ့ဝင်ခဲ့ ရက်နေတော်ဘုံကြီးမှလည်းလေချောင်းအကွဲတန်ကြီးဖြင့်ဘုံကြီးမှပြန်ဖြည့်ရင်ဖြည့်လာတဲ့အကြောင်းမူးနေတဲ့နှစ်ယောက်မှဘာကြောင့်ဟုမသိဘဲနဲ့ကြက်သိမ်းမွှင်းချင်းများကအလိုလိုထကုန်တော့တယ်။နှစ်ယောက်သားဘုံကြီးနောက်မှအတွင်းသို့လိုက်ဝင်ကြရာအုတ်တိုက်ပြက်အတွင်းမှာမိမထောနာတော်လဲအပေါ်မှအမိုးအကာများပေါက်ပြဲနေတာကြောင့်အတွင်းတွင်အလင်းရောင်ကရှိုးရွှေ့တဲ့မြင်နေရတော့တယ်။ဒါလောက်ယုံယွင်းနေတဲ့ကြောင်းတိုက်မှာဒီဘုံကြီးက ဘယ်လိုသတင်းသုံးနေထိုင်တာလဲလို့နှစ်ယောက်သားမူးနေတီချာမှအန်အောစိတ်တွေဝင်ကကြည့်နေပြီတော့လေဖုန်းကြီးကလာရောက်မရောက်တဲ့အခန်းတော်တနေရာမှာရက်လိုက်ရင်းနဲ့မင်းတို့ဒီမှာပဲဖြစ်တယ်လို့အိတ်ကြတော့ចောင်းကတော့ဟောင်းနေတော့ဖုန်းကြီးလည်းဖြစ်တယ်လို့နေနေရတာပါပဲတင်ပါဗျာတဲကိုဝင်ရတာပဲဝမ်းသာလာပါပြီဗျာဖုန်းကြီးမှာသူတို့နှစ်ယောက်အိမ်ရန်အခန်းတော်တနေရာတွင်ဂရင်တလုံးကိုညွှန်ပြရာဇော်လင်းကလည်းလက်အုပ်ချီ၍ဝမ်းသာကြောင်ပြောလိုက်လေတော့လေဖုန်းကြီးကဇော်လင်းနဲ့မိုးအောင်ကိုမျက်စိစိမ်းကြီးများဖြင့်တခဏမျှစိုက်ကြည့်နေရင်းတတိထားမိသောဇော်လင်းတွင်အလိုလိုကြောက်စိတ်များဝ ွေ၍ယခုနေရာတွင်နေလိုစိတ်ပင်မရှိတော့ပြီ။ဖုန်းကြီးမှခဏအကြာအတွင်းဘက်သို့ဝင်သွားတော့မောမောမင်းရသေးလား။အေးဘာဖြစ်လို့လဲကွာ။အိတ်မလေး။အေးအေးလာလာ။ဇော်လေးတယောက်သူ့စိတ်အတွင်းမတော်မတန့်ခံစားနေမှုကိုမိုးအောင်ကိုအဖော်ပြတိုင်မြင်ရန်ကြိုးစားတော့လေ။မိုးအောင်မှာအရက်ရှိန်တစ်ဖြည်းဖြည်းတက်လာကခေါင်းပင်ဆိုက်လူမတက်ရှိနေတာကြောင့်လက်လျှော့လိုက်ရလေတော့တယ်။ဟောင်းနှန်းနေသောကရင်တလုံးကအခန်းတောင်တွင်ရှိနေပြီးတေသားပြားများခင်းနာ၍ဝဘိုးအပိုင်းနှစ်ခုကိုအလဲမှထချမ်းခွဲပြီး ခေါင်းအောင်ရန်ပြုတ်လုထားလေတော့တယ်။ဇော်လေးမှာမိုးအောင်ကိုဂရင်နိုင်ရန်ဘက်အချမ်းမှာတွဲကူရေးပို့ရာဂရင်မော်ရောက်တန်းနဲ့မိုးအောင်တယောက်ခဏအတွင်းတခေါခေါတခုခုဟောင်း၍အမှုရှိန်ပြေအိပ်ပြောသွားလေတော့တယ်။ဇော်လေးမှာတော့မိုးအောင်ဘေးမှာလှည့်ရင်နဲ့အိပ်မပြောနိုင်ပြီဇော်ချင်းများပြန်ပြီးအမှုပြေခြင်းတလိုလိုဖြစ်နေတာကြောင့်ပုံမှန်မဟုတ်တဲ့အခြေအနေကိုတရေရေဖြစ်ပြန်တွေးနေမိတော့တယ်။သူတို့ရွာနဲ့လက်ပံကုံရွာသွားတဲ့လမ်းကြောင်းမှာယခုလိုအုတ်တိုက်ပြက်ဖုံးကြီးကြောင်မရှိဘူးလို့ဇော်လင်းတွေးနေမိတယ်။ယခုရောက်ရှိနေသောအုတ်တိုက်ပြက်တွင် ဖုန်ကြီးတစ်ပါးတည်းသာတွေ့ရပြီးတော့ရစောက်တည်နေသောဖုန်ကြီးများလားဟုတွေးမိတော့လဲစိတ်ထဲစနိုးစနောက်ဖြစ်နေတာကြောင့်မအိဖဲနဲ့အခြေအနေကိုစောင့်ကြည့်ရင်တွေးနေမိတော့တယ်ထွက်ကဇော်လင်းတယောက်အိတ်ချင်စိတ်ကိုကြိုးစားထိန်း၍ရှိနေခြင်းတွင် နောက်ဖွေးအဆောင်ဘက်စီမှခြေတံများကိုကြားရတာကြောင့်ဇော်လင်းတယောက်ကတည်းမှအသာထပြီးခြေတံကိုနားဆင်နေမိတော့တယ်ခြေတံကလည်းပြောက်မသွားပဲဆက်လက်ထွက်ပေါ်နေတာကြောင့်ကတည်းမှမအသာရဆင်း၍လှုပ်ရှားတယ်မကြားစေရန်ခြေကိုဖွက်နေပြီးဖုံးကြီးဝင်သွားရအတွင်းဘက်စီတို့အသာရဝင်သွားလိုက်လေတော့တယ်အတွင်းဘက်အခန်းမှာလည်းအမိုးများပေါက်ပြဲပြီးလာရောင်တစုံတစအအရောင်ဖြော့ဖြော့ကျနေတာကြောင့်လာရောင်အလင်းနဲ့မျက်လုံးဝေးပြီးဖုံးကြီးကိုလိုက်ရှာကြည့်ရမတွေ့ရတာကြောင့်အနောက်ဘက်ဆောင်မှတစ်ဆင့်အပြင်ဘက်ကိုထွက်လာပါလေ တော့တယ်။အပြင်ဘက်တွင်လာရောင်းကြောင့်ပန်ဝင်းကျင်ကိုရှင်းလင်းစွာဇော်လင်းမြင်တွေ့လိုက်ရလေတော့တယ်။ထွေချိန်မှာပင်ကျောင်းနောက်ဖက်တောင်ဝန်းအောက်စီကိုဆင်းနေတဲ့ဖုန်ကြီးကျောပြင်ကိုတွေ့လိုက်ရတာကြောင့်ဇော်လင်းလည်းပုံရှိုးခွက်ရှိုးနဲ့လိုက်ပါသွားလေတော့တယ်။ရှေ့မှာသွားနေတဲ့ဖုန်ကြီးရဲ့နောက်ခက်လန်းလန်းမြင်သားယုံအကွာလေးတွင်ဇော်လင်းတယောက်မျက်ခြေအပြက်မခံပဲလိုက်လာခဲ့တာကြောင့်ကျောင်းနဲ့အတော်လေးဝေးဝေးကိုရောက်လာပါတော့တယ်။တနေရာရောက်တော့ရှေ့ကသွားနေတဲ့ဖုန်ကြီးကရက်လိုက်တာကိုတွေ့ပြီးတော့ဘေးဘီဝဲရခေါင်းငယ်ကြည့်နေတာကြောင့် တစ်ပင်ကြီးတပင်ရဲ့နောက်မှာဇော်လင်းကကမန်းကနန်းကွယ်လိုက်မိတော့တယ်ဖုန်းကြီးကနေရာမှာထိုင်ချပြီးလူတရဲ့မြေပြင်ကိုလက်ပလာနဲ့တူးဆနေတာကိုဇော်လင်းကတွေ့လိုက်ရလေတော့တယ်မြေငွင်းကဝေးနေတာကြောင့်ဇော်လင်းလည်းစိတ်ဝင်စားသွားမိတယ် ဖုန်းကြီးပါကိုတူးနေတာလဲတိလိုစိတ်ပေါ်တာကြောင့်တစ်ပင်များအကာအကွယ်ပြုတ်ပြီးတော့နီးနိုင်သမျှနီးအောင်ချင်းခတ်ခဲ့ရင်မြင်ကွင်းကိုရှင်းလင်းစွာမြင်ရတဲ့အကွာဝေးရောက်ချိန်ကြားမှာတစ်ပင်ကြီးတပင်ကိုအကာအကွယ်ပြုတ်ပြီးတော့မြေကြီးကိုတူးနေတဲ့ဖုန်းကြီးကိုကြိလိုက်မိတော့တယ်။မြေကြီးဟာတူးဆပြီးသားမြေသားဖြစ်ပုံရတယ်။ဖုန်းကြီးကဒူးထောက်ထိုင်ပြီးတော့မြေသားကိုဘေးနှက်ဖက်ကိုရက်ထုတ်နေပြီးအတော်အနဲ့ရောက်နေတာကိုတွေ့လိုက်ရလေတော့တယ်။ဇော်လင်းကဖုန်းကြီးဘေးဘက်လဲကပဝင်းကျင်ကိုတစ်ချက်ကြိလိုက်မိချိန်မှာတော့မျိုးလုံးပြူးသွားမိတော့တယ်။သူမြင်လိုက်ရတာကတော့မြေသားပုံမို့မို့လေးတွေနဲ့အတူမှတ်တိုင် ထိုးထိုးထောင်ထောင်တွေကိုတွေးလိုက်ရတာကြောင့်ဒီနေရာဟာသင်္ကန်းကုန်းတစ်ခုဖြစ်နေမှန်းကိုသိလိုက်ရတာဖြစ်တယ်။ ။ဒလုံးနဲ့အနီးဆုံးရွာဟာလက်ပံကုန်းရွာဖြစ်တာကြောင့်လက်ပံကုန်းရွာတင်းကျိုင်းဖြစ်မယ်လို့လဲတဆက်သေးတွေးမိပြန်တော့တယ်။ဒီလိုတင်းကျိုင်းမြေတဲ့ညသကောင်ကြီးဖုန်ကြီးကဘာတွေတူးနေတာလဲ။ဇော်လင်းပို့ပြီးတော့စိတ်ဝင်စားမိသွားတော့တယ်။ဖုန်ကြီးမှာမြေချင်းကိုအတော်အတန်အနှမ်းမြတူးပြီးတဲ့အခါမှာတော့အဝတ်ပတ်ထားတဲ့အထုပ်တစ်ခုကိုသူ့လက်အတွင်းမှာပါလာကြောင်းဇော်လင်းကတွေးလိုက်လေတော့တယ်။ဖုန်ကြီးပုံစံကအဝတ်ပတ်ထားတဲ့အထုပ်ကိုတွေ့ရတော့အခါအငမ်းမရဟန်ဖြစ်အဝတ်ကိုလက်နှစ်ဖက်ဖြစ်ဆွဲဖြက်လိုက်တဲ့အခါလာသားအရွယ်ကလေးတယောက်ပေါ်ထွက်လာလေတော့တယ်။ကလေးလောက်မှလက်လက်ဆက်ဆက်နဲ့ ်နေ့ကမြုပ်ထားခြင်းဖြစ်တာကြောင့်ဇော်လင်းတွေးလိုက်တယ်လို့ခလေးအောင်ဖုန်းကြီးဘာလို့မလဲဇော်လင်းစိတ်ဝင်စားကြည့်နေစင်ပါပဲဟာ လမ်းမီပါဇက်ကအတန်ထွက်မအောင်မိအောင်ဇော်လင်းအတော်လေးထိမ့်လိုက်ရလေတော့တယ်ဇော်လင်းမြင်လိုက်ရသည့်မြင်ကွင်းကအတော့ကိုကြောက်စရာသွေးပြက်ကောင်းလွန်တာကြောင့်ပဲဖြစ်တယ်ဖုန်ကြီးဟာလာသားကလေးအလောင်းကိုခြေနှချောင်းကိုကင်ပြီးတော့ဆွဲဖြက်လိုက်ပြီးပြုတ်ထွက်သွားတဲ့ခြေထောက်တစ်ချောင်းကိုလည်းလက်ကကင်ပြီးတော့အငမ်းမြန်စားတောင်းနေပါတော့တယ်ခြေထောက်တစ်ချောင်းကုန်သွားတဲ့အခါမှာတော့ကိုခန္ဓာနဲ့တွဲနေတယ်နောက်ထပ်ခြေထောက်တစ်ချောင်းကိုဖဲ့ပြီးတော့ပလုတ်ပလောင်အငမ်းမြန်စားနေပြန်တော့တယ်ဒုတိယခြေတစ်ချောင်းကုန်တဲ့အခါမှာတော့ခေါင်းနဲ့တွဲထားတဲ့ကိုလုံးကိုကင်ပြီးစတင်စားတောင်းနေတဲ့မြင်ကွင်းကြောင့်ဇော်လင်းတယောက်ကြောက်လန့်မှုကြောင့်ဒူးတဆက်ဆက် ံလျက်ရှိနေပါတော့တယ်။သူတွေ့နေရတဲ့ဖုန်းကြီးမှာရိုးရိုးလူသားတယောက်မဟုတ်ဘဲတဆေသေးရဲ့ဖုန်းကြီးတစ်ပါးဖြစ်နေမှန်းကိုသိလိုက်ရတော့တယ်။ဇော်လေးမှာနောက်တို့တရွေ့ရွေ့ဆုပ်လျက်အုတ်တိုက်ပြည်ကြီးရှိရသူအလျံမြန်ပြေးပါတော့တယ်။သူမြင်တွေ့လိုက်ရသည့်ဖုန်းကြီးတရဲကခလေးအသားများစားနေသောမြင်ကွင်းကလည်းဖြောက်ဖြက်မရစွာကန့်ညိပါလာတာကြောင့်နောက်ကျောမလုံစွာဖြင့်နောက်တို့ခဏခဏလှည့်ကြည့်ရင် အုတ်တိုက်ပြည်အတွင်သူရောက်လာပါတော့တယ်။ဇော်လင်းတယောက်မိုးအောင်အိတ်နေတဲ့ဂရင်အနီးကိုရောက်တဲ့ခါမှာတော့မိုးအောင်တယောက်တခေါခေါတခူးခူးဟောက်၍အိတ်ပြော်နေတော့မှရှိပါသေးကြောင်းဇော်လင်းမှကြောက် ရွံ့သောဖြင့်မိုးအောင်ကိုအတင်းလှုပ်နှိုးလိုက်ပါတော့တယ်မိုးအောင်မိုးအောင်ထားထားဟိတ်ကောင်ဟိတ်ကောင်မိုးအောင်မိုးအောင်တယောက်မနိုးတာကြောင့်ဇော်လင်းအခက်ကြုံနေရတယ်မကြခင်ဘုန်းကြီးတည်းရောက်လာပါကသူတို့နှစ်ယောက်အတွက်အန်ဒီရရှိတာကြောင့်တွေးရင်းနဲ့ကြောက်စိတ်တွေကိုဇော်ချွေးတွေပြန်လာလေတော့တယ်ဒါကြောင့်မိုးအောင်ကိုခက်ကြမ်းကြမ်းလေးနောက်တစ်ခါထပ်နှိုးလိုက်ပြန်တော့တယ်မိုးအောင်ဟိတ်အောင်မိုးအောင်ထားထားဟိတ်ကောင်အင်းအင်းအတန်တိတ်မထွက်နဲ့ခုငါတို့တွေ့ရတဲ့ဘုန်းကြီးကတည်းရဲပဲဟင်ဘုန်းကြီးတည်းရဲ အတန်သိမ့်မကျေနဲ့ငါနောက်မှာအကြောင်းစုံကိုရှင်းပြမယ်အခုငါတို့ဒီကနေအမြန်ပြေးဖို့လိုနေပြီဇော်လင်းဒုတိယအကြိမ်ကင်ဆောက်နှိုးချိန်မှာတော့မိုးအောင်တယောက်နိုးလာပေမဲ့အမိုးချိန်ကမပြေသေးတာမို့အသိစိတ်မဝင်သေးတာကြောင့်ပါးနှစ်ဖက်ကိုခက်ဆက်ဆက်လေးရိုက်ပြီးပြောနေရမိုးအောင်မှာတရဲဆိုသောအတန်းကြောင့်ငုတ်တုတ်ထထိုင်လိုက်လေတော့တယ်ဒကာလေးတွေမအိတ်ကြသေးဘူးလား အဲ့ဒီချိန်မှာပဲနောက်ဝေးဆောင်ကထွက်လာတဲ့ဘုန်းကြီးတန်အကွဲကွဲကြီးကိုကြားလိုက်ရတာကြောင့်ကလေးသားကိုစားနေတာကိုကိုယ်တိုင်မြင်ခဲ့ရတဲ့ဇော်လင်းတယောက်အသားတွေဆက်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 နဲ့တုံတက်လာပါလေတော့တယ်။ဒကာလေးတွေမအိပ်ကြသေးဘူးလားကွ။ဖုန်ကြီးတဲကနောက်တစ်ချိန်မေးလာပြန်တော့တယ်ဇော်လင်းမှာမိုးအောင်အားလက်ကုပ်၍ဝင်ပေါက်စီတို့ခြေဖော့နေ၍ရှောက်လာခဲ့ရာမိုးအောင်လည်းဘူးမသိဘာမသိဖြစ်ဇော်လင်းရဲ့နောက်မှာကတ်လိုက်လာပါတော့တယ်မိုးအောင်မှာပြိုကျနေတဲ့အုတ်ကျိုးတစ်ခုကိုနင်းမိရမှအတန်ထွက်သွားပါလေတော့တယ်ဒကာလေးဘာသာနေလဲမိုးအောင်ပြေးတော့ပြေးတော့ အတွင်းဘက်မှာဖုံးကြီးတရေလှမ်းမိသောကြောင့်ဇော်လေးမှမိုးအောင်ကိုလေတံတို့တို့ဖြင့်ပြည့်ရန်တတိပေးပြီးတော့သူကိုယ်တိုင်လည်းတကားဝမှတဆင်အပြင်သို့ပြေးထွက်လာပါတော့တယ်။မင်းတို့ကိုယ်တိုင်ငါနေရလာတဲပြီးငါခွင့်ပြုချက်မရဘဲနဲ့ထွက်သွားဖို့လုပ်နေကြတာလား။ငါအเจ้าကိုသိမယ်။နှစ်ယောက်သားထွက်ပြေးတဲ့အချိန်မှာတော့သူတို့နောက်ဖက်အုတ်တိုက်ပြက်အတွင်းမှာဖုံးကြီးတရေရဲ့အန်ကျိတ်ကျင်းဝါတံများကိုကြားလိုက်ရပါတော့တယ်။လက်ပံကုန်းရွာပဲပြေးမယ်မိုးအောင်ဇော်လေးနဲ့မိုးအောင်နှစ်ယောက်စလုံးလက်ပံကုန်းရွာဘက်သို့ဥတီပြေးသွားရင်းနဲ့နောက်သူတစ်ချက်ပြန်ကြည့်မိလိုက်ရာဟာ ဘာကောင်းကြီးလဲဆိုလေပြေမိုးအောင်အဲ့ဒါဖုန်ကြီးတည်းရဲ့ဖုန်ကြီးတည်းရဲ့ကွာလေးပေါ်မှာပြန်ဝဲရင်သူတို့နောက်လိုက်ပါလာရနှစ်ယောက်သား ဥရပါရပြည့်ပြေးကြပါလေတော့တယ်မင်းတို့အသားကိုစားမယ်သွေးတွေကိုလည်းတောက်မယ်အသေးသားစားနေရတာကြာနေပြီဒီနေ့တော့အရှင်သားလေးတွေကိုစားရပြီပေါ့နှစ်ယောက်သားနောက်စီမှဂျိန်းဝါတန်တွေကသွေးပြက်ခြောက်ခြားပွဲရာအတိမို့ပစိုးမနိုင်ပေါ်ဝါမနိုင်ကြပဲပြေးကြရင်ဖြင့်နောက်ကိုတစ်ချက်ပြန်လှည့်ကြည့်မှာတော့ဖုန်ကြီးတည်းကလေးတဲ့ဝဲရင်သူတို့နောက်ကိုလိုက်လာတာမကြခင်မှီတော့မှမို့နှစ်ယောက်သားထိတ်လန့်ကြဖြစ်ကုန်ကြတယ်ထွဲချိန်မှာပဲသူတို့ရှေ့ခက်လန်းလန်းစီမှစကားပြောတဲ့ကြားလိုက်ရတာကြောင့်နှစ်ယောက်သားအတက်သွားပြီတိုင်ပင်စရာမလိုပဲခြေထောက်များကထိုးန နီယာစီတို့ပြေးလာသားလိကြတယ်ဟေးဟေးဟေးဘသူတွေလဲကွဘသူတွေလဲတက်တက်တက်ရဲလိုက်လို့ကြယ်ပါအောင်ဗျာတောင်ပေါ်မှာတေလုံးများကိုကျွဲပြစ်ဆွဲ၍ ။တွားနေကြသူနှစ်ဦးမှာခြေတံတပုတ်ပုတ်ဖြစ်ပြေးလာတော့ခြေတံများကြောင့်ကျွဲများလန့်ကုန်သဖြင့်ထိန်းနေရင်တယောက်မှလှမ်းမိလိုက်ခြင်းပဲဖြစ်တယ်။ဇော်လင်းနဲ့မိုးအောင်မှာတကိုယ်လုံးချွေးများရွှဲဆိုလျက်ရင်ဘတ်ကြီးနှိမ့်ချီမြင့်ချီဖြစ်မောပန်းစွာဖြင့်ဖြစ်နေရမှလူတွေ့ရတာကြောင့်အပြေးရပြီးနောက်သူပြန်လှည့်ကြည့်ရာဖုံးကြီးတဲ့ကိုမတွေ့ရတော့ပါဘူး။တရဲချောက်ခံရတယ်ထင်နေလာလာကျုပ်တို့ရဲ့ရွာကိုလိုက်ခဲ့ကျွဲသမားကတစုံတရာကိုသိနေဟန်မိုးအောင်နဲ့ဇော်လင်းကိုလက်ပံကုန်းရွာကိုခေါ်သွားလီတော့တယ်။တစ်ဆွဲသမားများပြောပြချက်အရနောက်နေ့မနက်စောစောတစ်တင်လှဲများလာသည်မို့ သူတို့တိကွက်မှာတင်များမနဲ့အကုံစုံစီရန်ညာပိုင်းလာရောက်နဲ့အလုံးလောက်ရခြင်းပဲဖြစ်တယ်။မိုးအောင်နဲ့ဇော်မင်းမှာကံကောင်းထောက်မစွာဖြစ်တစ်ဆွဲသမားနှစ်ယောက်နဲ့ဆုံတွေ့ခဲ့ခြင်းပဲဖြစ်တယ်။လက်ပံကုံရွာအနီးတစ်စခန်းရောက်ရှိချိန်တွင်တော့ကျွဲမတဘိုးဖုံး၍ဆွဲလာသောတင်များကိုတစ်ဆွဲသမားနှစ်ယောက်ကတစ်ပုံတွင်စီထဲပြီးပြုတ်လုံနေကြခြင်း။မိုးအောင်နဲ့ဇော်လင်းမှာရေအိုးစင်တစ်ခုတွေ့တာကြောင့်ရေကိုအငမ်းမရတခွက်ပြီးတစ်ခွက်တောက်နေကြတော့တယ်။ပြီးတော့ကွပ်ပြပေါ်မောမောနဲ့ချေးပြလက်ပြလှဲချပါလေတော့ခမည်းတော်ဘုန်းကြီးတည်းရဲ့အချောက်ခံရပြီထင်နေဟမ် ခမ ्या ကကျွန်တော်တို့ဖြစ်လာတာဘလို့သိတော့တေဆွဲသမားတယောက်ကသူတို့နှစ်ယောက်အနီးကိုရှောက်လိုက်ရင်းနဲ့ပြောလိုက်တဲ့စကားကြောင့်မူအောင်နေဇော်မင်းကအံ့ဩသွားနေတော့တယ်တေဆွဲသမားကပြုံးလိုက်ရင်းနဲ့ကွစ်ပြစ်မှဝင်ထိုင်လိုက်တော့တယ်ညနဲ့သကောင်အဲ့ဒီလက်မှာဘသူမှမဖြဲရဲကြဘူးဖုန်ကြီးတရေတစ်ပါးကလိုက်ချောင်းနေရကြုံရလုံးလို့လေမိုးအောင်မှာအဲ့ဒီဖုန်ကြီးတရေအကြောင်းသိရင်ပြောပြပါလားအကိုဟုတ်တယ်အကိုသိရင်ပြောပြပေးပါကြောက်လဲကြောက်တယ်စိတ်လည်းဝင်စားတယ်ဇော်လင်းကလည်းတိလိုကြောင်ဝင်ပြောလိုက်ခြင်းပဲဖြစ်တယ်တေဆွဲသမားပြောလာတော့အကြောင်းမှာမင်းတို့ညာရိုက်ခဲ့တဲ့တိုက်အုပ်ပြကြီးက ရှိခေကဘုံကြီးចောင်းဆောင်တစ်ခုပဲအရင်ကအဲ့ဒီအနားပတ်လဲမှာရွာတရွာရှိခဲ့ဘူးလေနောက်တော့ကတ်ရောကအကြောင်းရွာပြက်သွားခဲ့တာဘုံကြီးចောင်းမှလည်းចောင်းမထိုင်တော့ဘူးလေဒလိုးနဲ့လွန်ခဲ့တဲ့ဆယ်နှစ်ကဘုံကြီးတပါးကအဲ့ဒီចောင်းဟောင်းကိုဘယ်နေကမှမသိတဲ့ဘုံကြီးတပါးရောက်လာတာတလားတစ်ခါလောက်တော့ရွာကိုစွန့်စံသိမ်းအလှူခံကြွလိရှိတယ် တချို့ပြောတာတော့အဲ့ဒီဘုံကြီးဟာဝင်းကြီးတော်နဲ့မညီဘူးလို့ပြောကြတယ်တောနေတဲ့တော်အကောင်ပလောင်တွေကိုတတ်နေတာတချို့ကလည်းတွေ့တယ်လို့ပြောကြတာပဲဒလိုးနဲ့ကုံခဲ့တဲ့သုံးနှစ်မှာအဲ့ဒီကြောင်နာကဖျက်သွားသူတချို့ကတော့အပုံနဲ့ရလို့အထဲဝင်ကြီးလိုက်တော့အထဲမှာတေလို့အပုံနဲ့အောင်ထွက်နေတဲ့ဘုံကြီးကိုတွေ့လိုက်ရတော့တယ်ဒါနဲ့ရွာသားတွေကပဲကြောင်နာမှာမိသူချိုပေးလိုက်ကြတာခတ်တာကဘုံကြီးပြန်လွန်တော်မူပြီးတိတ်မကြဘူးညဘက်ဖျက်သွားဖျက်လာတချို့ကိုလိုက်ချောက်လို့ညဘက်ဆိုရင်အဲ့ဒီလမ်းဘသူမှမတော်ရကြတော့ဘူးခုမင်းတို့ကြုံလာရတာကလည်းဘုံကြီးတည်းရဲ့ပါပဲ တိစေသမားများစကားအစုံမိုးအောင်နဲ့ဇော်လင်ကြက်သိမ်းမွေးကြီးများထောင်ထား၍နောက်ကျောမလုံစွာဖြင့်ဘေးဘီဝဲရများကိုကြည်နေမိတော့တယ်။မိုးအောင်မှလည်းမူး၍အိတ်နေတာကြောင့်ကြောက်လန့်စရာကိစ္စသိပ်မကြုံလိုက်ရတော့လေ။ဖုန်ကြီးတရေခလေးအလောင်းဖော်စားနေသောမြင်ငွင်းကိုမြင်ခဲ့ရသောဇော်လင်မှာပိုး၍ထိတ်လန့်စိတ်ဖြစ်နေပါတော့တယ်။နှစ်ယောက်သားအတွက်ဖုန်ကြီးတရေနဲ့ဆုံတွေ့ခဲ့ရတဲ့အကြောင်းကိုတော့တသက်စာအမှတ်ရနေမိမှာတော့တေချာပါတော့တယ်။ ဇလန်းလေးကဒီမှနေပြီးဆုံးသွားပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မိုးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်